အားလုံးပဲမင်္ဂလာမြတ်ဖူဖို AC channel ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့လီဗာပူးတင်းရဲ့ပွဲချုပ်သုံးသပ်ချက်လေးကိုပြုလုပ်ပြီးတော့ကြမှာလီဗာပူးတင်းနဲ့ဒါရဲမထွတ်တို့ရဲ့ချန်ပီယံလိပွဲစဉ်လေးအင်္ဂါနေ့ညမနက်ဒါမြန်မာစံတော်ချိန်မနက်2နာရီခွဲကျွန်တော်တို့ထိုင်းစံတော်ချိန်နဲ့ဆိုရင်တော့မနက်3နာရီပေါ့လေရှင်ပြန်ကစားသွားကြမှာဖြစ်ပါတယ်အဲ့တော့ဒီနှစ်သင်းရဲ့ကျွန်တော်တို့လက်ရှိပြီးခဲ့တဲ့၅ပွဲဒါကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင် 5ပွဲ6ပွဲပေါ့လေဒါပြီးခဲ့တဲ့6ပွဲစီမှာဆိုလို့ရှိရင်ဒီပါဘူးတင်းက2ပွဲနိုင်4ပွဲရှုံးသားပြီးတော့ရဲမထွက်ကတော့ဒါကျွန်တော်တို့6ပွဲလုံးအနိုင်ကန်လာပါတယ်သူအနေနဲ့ဒါကျွန်တော်တို့အီတီကိုမထွက်နဲ့ပြီးခဲ့တဲ့ဒီ fight 2ဆိုတဲ့ရှုံးပွဲကနေလွဲပြီးတော့ဒီနောက်ဆုံး6ပွဲကိုအနိုင်ကန်လာတာလဲကျွန်တော်တို့တွေ့ရပါတယ်အဲ့တော့လီဗာပူးအသင်းကတော့ပြီးခဲ့တဲ့ကျွန်တော်တို့အဆွန်ဘီလာနဲ့ပွဲမှာလီဗာပူးအသင်းအနေနဲ့နိုင်လိုက်တဲ့အတွက်ဒီရဲမထွက်နဲ့ပွဲမှာဆိုလို့ရှိရင်ဒါ အတိုင်းတာတစ်ခုတိတော့ကျွန်တော်တို့ဒါစိတ်သက်ပိုင်းဆိုင်ရာခွန်အားတွေနဲ့ပြန်လည်ပြီးတော့ဒါကျွန်တော်တို့ရေမထွက်ကိုပြန်လည်ပြီးတော့ရင်ဆိုင်လာလိမ့်မယ်လို့ထင်တယ်ပေါ့လေအဲ့တော့လက်ရှိလီဗာပူးအသင်းရဲ့လူစင်းထဲမှာဆိုလို့ရှိရင်ဒါဒန်ယန်ရကစားသမားတွေကတော့ကျွန်တော်တို့ပုံမှန်တိုင်းပဲပေါ့လေဒါအလဇနာအီဇက်ပရင်ပေါင်နောက်ပြီးတော့ကျွန်တော်တို့အလီစင်ဘက်ကဒီလူတွေနဲ့ဒီကာတစ်ဂျုံရောကျွန်တော်တို့ပါဝင်ဖို့မသေးချာသေးပါဘူးအဲ့တော့လက်ရှိလူစင်းကတော့ဒီဒန်ယန်ရလူစင်းကတော့ဒီတိုင်းပဲပေါ့လေအဓိကကစားသမားကတော့ဒီ အတိုင်းပဲကျွန်တော်တို့ပါဝင်ဖို့မရှိသေးဘူးဒါ year metric ကတော့ကျွန်တော်တို့ပြီးခဲ့တဲ့ဒီ champion league ၃ပွဲကစားပြီးတဲ့အချိန်မှာတော့သူ့အနေနဲ့ဒါကျွန်တော်တို့ပေကိုတကိုးနဲ့ဒါရာကိုးဆိုလို့ရှိရင်လည်းကျွန်တော်တို့၈ကိုးထိရတာတော့တွေ့ရပါတယ်လက်ရှိအဆင့်အနေထားရဆိုလို့ရှိရင်လည်းကျွန်တော်တို့သူ့အနေနဲ့အဆင့်၅မှာ၃ပွဲကစား၃ပွဲလုံးနိုင်ရင်တော့ကိုးမှတ်နဲ့ရက်တည်နေတော့ liverpool တင်းရတော့ကျွန်တော်တို့ဒါသုံးပွဲကစားပြီးတဲ့အချိန်မှာ2ပွဲနိုင်2ပွဲရှုံးဆိုတဲ့ရလတ်နေတာလက်ရှိကတော့အဆင့်30နေရာမှာရက်တည်နေတာလည်းကျွန်တော်တို့တွေ့ရပါတယ်အဲ့တော့ကျွန်တော်တို့လက်ရှိ ဒါရေမထွေးရဲ့တိုက်စစ်ကဒါအမ်ဘာပီဆိုလို့ရှိရင်လည်းကျွန်တော်တို့ပြိုင်ပွဲဆုံးပေါ့လေဒီလာလီဂါမှာရောချန်ပီယံလိမှာရောဆိုအားလုံးပေါင်းကျွန်တော်18ဂိုးဒီတွင်းယူထားပြီးတော့လာလီဂါမှာဆို73ဂိုးတွင်းယူထားပြီးတော့ဒါချန်ပီယံလိမှာဆိုသူ့အနေနဲ့ဒါ9ဂိုးဒီတွင်းယူထားလဲကျွန်တော်တို့တွေ့ရပါတယ်အဲ့တော့ကျွန်တော်တို့ရေမထွေးကလည်းဒီချန်ပီယံလိပွဲတွေမှာဆိုလို့ရှိရင်သူ့အနေနဲ့ဒါမာဆေးနဲ့အရင်ဆုံးတွေ့တယ်ဒါကျွန်တော်တို့ 2-1ဆိုတဲ့ရလနဲ့နိုင်နေနောက်ထပ်တပွဲကတော့ကျွန်တော်ဒီကာဂျစ္စတန်ကဒီလီအသင်းလေးတသင်းပေါ့လေအဲ့ဒီအသင်းနဲ့ကျွန်တော်တွေ့ပြီးတော့ဝေးခွင်းနဲ့ဖိုက်စည်းဆိုတဲ့ရလနဲ့နိုင်နောက်ဆုံးတာဂျူပင်တန်းနဲ့တွေ့ခဲ့တဲ့သူတို့ရဲ့အိမ်ခွင်းပွဲစဉ်မှာတော့ဒါ1-0ဆိုတဲ့ရလနဲ့ပဲနိုင်ခဲ့တာလဲကျွန်တော်တွေ့ရပါတယ်အဲ့တော့လီဗာပူးတဲရတော့ဒါနောက်ဆုံးတွေ့ခဲ့တဲ့ဖလန်ဘတ်နဲ့ပွဲမှာဆိုလို့ရှိရင်ဝေကွေရနေတော့ကျွန်တော်ဖိုက်1ဆိုတဲ့ရလနဲ့နိုင်ရရှိထားတာဖြစ်တဲ့အတွက်လီဗာပူးအသင်းနေနဲ့ကျွန်တော်ဒါရည်ရမထွန်းတဲ့လက်ရှိ ဟတ်တူကထိတ်တိုက်တွဲဆမှုတွေမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒါနောက်ဆုံး၅ချိန်မှာဆိုလို့ရှိရင်လီဗာပူးကတစ်ချိန်နိုင်တစ်ချိန်တည်ကြိုက်၃ချိန်ကတော့ရှုံးတာပါလေလီဗာပူးနဲ့ရီယယ်မထွေးဆိုတာတကယ်ကျွန်တော်တို့မဟာမဟာပြိုင်ဘက်တွေလည်းဖြစ်ပြီးတော့ရီယယ်မထွေးရဆိုလီဗာပူးအများရန်ဒုက္ခပေးတဲ့အတင်းတင်းလည်းဖြစ်တယ်ပေါ့လေအဲ့တော့ပြီးခဲ့တဲ့ရာသီကတော့ကျွန်တော်တို့ဒီချန်ပီယံလိဒီအိမ်ကွင်းမှာပဲဒါရီယယ်မထွေးနဲ့လီဗာပူးတင်းနဲ့တွေ့ဆုံခဲ့တယ်အဲ့ဒီမှာတော့ကျွန်တော်တို့ဒါနီပြအက်စလော်ဒီလက်ထပ်ပေါ့လေဒါ ဒီပြည့်အာနီဇလောကတော့တူးစီးဆိုတဲ့ရလက်နဲ့အနိုင်ယူထားနိုင်တာကိုလည်းကျွန်တော်တို့တွေ့ရပြီးတော့ဒါအခုတစ်ချိန်ကတော့ကျွန်တော်တို့ဂျီအမ်ထွက်တင်ကိုနီးပြဒါဇာဘီလွန်ဆိုတာဆိုလို့ရှိရင်လည်းဒါလီဗာပူးရဲ့အမ်ဖီကွင်းကိုဆိုလို့ရှိရင်သူ့အနေနဲ့ဒါမတူညီတဲ့အသင်းနှစ်သင်းနဲ့ဒါမတူညီတဲ့ပုံစံမျိုးနဲ့ပြန်လာမှဖြစ်ပြီးတော့နောက်ပြီးတော့သူ့အနေနဲ့ဒါပထမလီဗာကူစင်နဲ့ဒီချန်ပီယံလိမှာတော့ကျွန်တော်တို့ ဒါလီဗာပူးရဲ့ကွဲမှာလာရောက်ရှင်းပြန်ကစားခဲ့တော့ဖိုးစည်းဆိုတဲ့ရလက်နဲ့အရင်နှိမ့်ခဲ့ပြီးတော့ဒါလီဗာပူးအတင်အတောင်ကလည်းဒါနီပြအာနီစလော့လက်ထက်ကိုင်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါမနစ်ကဆိုလို့ရှိရင်လည်းနီပြအာနီစလော့လက်ထက်ကိုင်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့ဒါလီဗာပူးအင်းရဲ့အန်ဖီကွင်းကဘလောက်ထိကျွန်တော်တို့ခက်ခဲတယ်နောက်ပြီးတော့လီဗာပူးအင်းကဘလို့ကစားရမယ်ဆိုတဲ့ပုံစံမျိုးသူကောင်းကောင်းကြီးသင်ခန်းစာ ရလောက်ပြီလို့ထင်တယ်ပြီးခဲ့တဲ့ဒါဗလန်စီယာနဲ့ပွဲမှာဆိုလို့ရှိရင်တို့ရဲ့ကစားသမားတချို့ကျွန်တော်တို့ဒီပထမပိုင်းကြီးမှာလဲပစ်ပြီးတော့ဒါ MRP တို့ဘာလို့ဆိုလို့ရှိရင်မိနစ်80ကျော်မှာလူစားလဲပြီးတော့ဒါကျွန်တော်တို့လီဗာပူးနဲ့ပွဲတော့ပြင်ဆင်ဖို့အတွက်ဒါလူစားလဲခဲ့တယ်ဆိုတာလည်းကျွန်တော်တို့ဒါသိရတယ်ဗောလေအဲ့တော့ကျွန်တော်တို့ဒီလီဗာပူးအသင်းကတော့လက်ရှိအနေထားကတော့ကျွန်တော်တို့ဒီပြီးခဲ့တဲ့အက်ဆွန်ဗီလာနဲ့ပွဲရလို့ပုံစံမျိုးနဲ့ဒါနီးပြိုင်အာနီစလော့အနေနဲ့ အဲ့လိုပုံစံမျိုးနဲ့ဟိုပွဲထွက်စေခြင်းနေပေါ့လေဒီတောင်မှနှစ်ဖက်မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီ frame mount မပါဝင်နိုင်တဲ့အနေအထားမှာကိုနာပတ်လီရှိတဲ့အတွက်ဒါကိုနာပတ်လီကိုပဲကျွန်တော်တို့သုံးတင်တယ်အဲ့နေရာမှာဒီကျွန်တော်တို့ဒီ sobo line ကိုတွက်သုံးမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ ქვენ လဲပိုင်းမှာတော့နည်းနည်းအားနေသွားလိမ့်မယ်ဒီ sobo ကဆိုလို့ရှိရင်ဒီ ქვენ လဲမှာ present ပေးတဲ့နေရာတွေဘောလုံးဖြန့်ပေးတဲ့နေရာတွေပြီးတော့ဒီ round ball တင်တဲ့နေရာတွေမှာဆိုလို့ရှိရင်အရန်ကိုကျွန်တော်တို့ကောင်းတာတွေ့ရရဲ့အဲအကြောင်းမို့သူ့ကို အဲ့ဒီညာညာအဆုံးကိုပို့လိုက်မယ်ဆိုလို့ရင်ဒီညာနောက်ခံနေရာကိုပို့လိုက်မယ်ဆိုလို့ရင်အဲ့နေရာမှာကျွန်တော်တို့ဒါ frame ဒီကျွန်တော်တို့ပြောမယ်ဆိုလို့ရှင် frame ဘက်ကလည်းကျွန်တော်တို့ချိတ်ဆက်အလောက်ထိမမီသေးတဲ့အတွက်ကြောင့်ပေါ့လေဒါကျွန်တော်တို့ခက်ခဲအောင်ခက်ခဲနိုင်ဒါကြောင့်မို့လို့ပြီးတော့ဒီဘယ်ဘက်ချမ်းမှာဆိုလို့ရှင်လဲကျွန်တော်တို့ကျွန်တော်တို့ဒီမီရော့ကာကတ်ကိုသုံးမဲ့စားပေါ့လေကျွန်တော်တို့ဒီ robertson ကိုပဲ သုံးစေချင်ရောဘတ်ဆန်ပို့ပြီးတော့လေကျွန်တော်တို့ဒီချန်ပီယံလိဂ်ဒီမှာဆိုလို့ရှိရင်လည်းအတွေ့အကြုံရှင်တဲ့ကစားသမားတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့ကိုရီကပိုနဲ့သူ့ရဲ့အချိန်ဆက်ကလည်းကျွန်တော်တို့တော်တော်ကြီးကိုနားလည်မှုရှိရှိနဲ့ချိန်ဆက်မိတာလည်းကျွန်တော်တို့တွေ့ရတယ်ဒါကြောင့်မလို့ဒါနီးပြိုက်အာနီဆလော့အနေနဲ့ဘလိုပုံစံမျိုးနဲ့တုံးလာမလဲဆိုတာတော့ကျွန်တော်စောင့်ကြည့်ရဖို့ရှိရပါလိမ့်အဲ့တော့လက်ရှိဒါအမ်ဘာပေရတော့ချန်ပီယံလိဂ်မှာသူ့အနေနဲ့ဒါ၅ဂိုးတိသွင်းတာဖြစ်တဲ့အတွက်လီဗာပူးရဲ့ခံစစ်ကဒီကိုနာတေတို့ကျွန်တော်တို့ဘာဂျေဗန်ဒိုက်တို့အနေနဲ့ ဒီအမ်ဘာပေကိုထိန်းနိုင်မလားဆိုတာတော့ကျွန်တော်တို့တစ်ချက်စောင့်ကြည့်ရမှာပေါ့လေအရေးရဲ့မထွေးဆိုတာလီဗာပူးအသင်းအများရန်ဒုက္ခပေးနေတယ်လီဗာပူးအသင်းကိုအများရန်တွေ့တိုင်းဒုက္ခပေးတယ်ပြီးတော့ဒီဘဘူးအသင်းနဲ့ဒီကျွန်တော်တို့ချန်ပီယံလိဖိုင်နယ်မှာဆိုလဲနှစ်ကြိမ်လုံးတွေ့ရောနှစ်ကြိမ်လုံးဒုက္ခပြီးသွားခဲ့တာလေဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဘဘူးအသင်းကိုအိမ်ခွင်းဝေးခွင်းမရအများနဲ့ဒုက္ခပြီးတဲ့အသင်းသင်းပေါ့လေပြီးတော့ချန်ပီယံလိမှာဆိုလို့ရင်ဒါရေမထွက်ဆိုတော့ကျွန်တော် short တော့လို့မရတဲ့အသင်းသင်းပေါ့လေဒါချန်ပီယံလိမှာဘယင်ကြီးလို့လဲကျွန်တော်ပြောလို့ရအဲ့တော့ဒီလိုအသင်းမျိုး ဟိုကျွန်တော်တို့လီဗာပူးရဲ့အိမ်ခွင်းမှာ ရှင်ပြန်ရတာ ဆိုပေမဲ့လို့ဒါနီးပြိုက်အာနီစလော့အနေနဲ့ကျွန်တော်တို့ဟိုပြောမဆိုသူ့အနေနဲ့ဒါ PR တွေဟိုအများကြီးဟိုမရှိနေဘဲနဲ့ပေါ့လေရရတနည်းနဲ့ကျွန်တော်တို့လှုပ်တင်လှုပ်ထိုက်တာကိုလှုပ်ဆောင်ဖို့လည်းလိုအပ်တယ်ကျွန်တော်တို့ဒီရှုံးမောင်ကြောက်နေလို့မဖြစ်ဘူးပေါ့လေဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဟိုပရိသတ်တွေအနေနဲ့ကတော့ကိုအသိန်းကိုနိုင်စေချင်တာပဲဒါပေမဲ့အဲ့လိုမျိုးဟိုပြက်ပြက်တသား ဆုံးဖြတ်ချက်ကိုခြားတင်တယ်အဲ့လိုလူတွေဆိုလို့ရှိရင်သူ့နေရာနဲ့သူထားသုံးဖို့တင့်တယ်လို့ကျွန်တော်ကတော့ထင်တယ်ပေါ့လေသူ့နေရာနဲ့သူမဟုတ်ဘဲနဲ့ဒီရှုံးမှကြောက်ပြီးတော့အဲ့လိုမျိုးဟိုပို့ဒီပို့တွေရောက်ပို့ပြီးတော့တချို့ဒီရန်ကုန်နေထိုင်ခိုင်းအဲ့လိုမျိုးတွေဆိုလို့ရှိရင်ကျွန်တော်တို့အသင်းအနေနဲ့ဒါမမျှော်လင့်မဲ့ပေးဆက်ရနိုင်တယ်လို့ကျွန်တော်ကထင်တယ်ပေါ့လေလက်ရှိဒီပေါက်ကြီးမှဆိုလို့ရှိရင်လေဒါအာရှဒေဒေဖောက်ပေးထားပြီးတော့ဒါဂိုးပေါင်းကြီးဆိုလို့ရှိရင်တလုံးတစ်ဝက်ရှုံးဆိုတဲ့ပုံစံမျိုးဖွင့်ပေးထားတဲ့အတွက်ဒါနှစ်သင်းလုံးဂိုးရနိုင်တယ်ပြီးတော့ ျွန်တော်ကတော့ဒီရဲမထွက်ကဆိုလို့ရှိရင်လီဗာပူးအသင်းကိုလီဗာပူးဘလို့အချိန်နေပဲရအမ်ဖီကွင်းမှာလီဗာပူးအသင်းကိုကျွန်တော်တို့နိုင်ဖို့အတွက်ခက်ခဲမယ်လို့ကျွန်တော်ထင်တယ်လီဗာပူးကတော့အနေဆုံးဒါတရည်နဲ့အနိုင်လို့ပဲကျွန်တော်ထင်တယ်။ဘာကြောင့်မို့လို့လဲဆိုတော့လီဗာပူးအသင်းကကျန်တဲ့ဒီဘလို့အနေထားမျိုးမှာပဲဖြစ်ဖြစ်ဒီချန်ပီယံလိမှာတော့သူတို့အနေနဲ့ဒါအကောင်းဆုံးအားထုတ်သွားလိမ့်မယ်လို့ကျွန်တော်ထင်တယ်။ပြီးတော့ဒါရဲမထွက်ဆိုတာလည်းဒီမှသူဘလို့ပဲဖြစ်ဖြစ်ကျွန်တော်ဒီချန်ပီယံလိတွေမှာတော့သူတို့အနေနဲ့တာ မာစီတို့ဂျူပင်တို့နဲ့ပွဲတွေမှာကျွန်တော်ကြီးခဲ့တာတော့ဂိုတကိုရဖို့အတွက်သူတို့လည်းဒါတော်တော်ကြီးရုန်းကန်နေရတဲ့အခြေအနေတွေမှာကျွန်တော်တို့တွေ့ရတယ်။အဲအကြောင်းမို့ရောဒါလီဗာပူးအသင်းအနေနဲ့ကျွန်တော်တို့ဒီဘာဂျယ်ဗန်ဒိုက်နဲ့ကိုနာတေးဒါကျွန်တော်တို့ပြောမယ်ဆိုလို့ရှိရင်ကြောင်မပြောက်ဘူးဆိုလို့ရှိရင်တော့အမ်ဘာပေဖြစ်ဖြစ်ဘဒူဖြစ်ဖြစ်ပေါ့လေဒါအကောင်းဆုံးကျွန်တော်တို့ထိမ့်သိမ်းထိန်နိုင်လိမ့်မယ်လို့ကျွန်တော်တို့ထင်တယ်ပေါ့လေအဲ့တော့ကျွန်တော်တို့ရီယယ်မထွက်ကိုရှင်ဆိုင်ဖို့ဆိုလို့ရှိရင်ဒါပြီးခဲ့တဲ့အဆွန်ဘီလာနဲ့ပွဲတော်ကဆိုလို့ရှိရင်ဒီ ဆိုပူရဲ့ဒီလောအားနှုန်းတွေ present နေကျွန်တော်တို့တော်တော်ကြီးကိုကောင်းတာတွေ့ရဒါပေမဲ့ဒီပွဲအစပိုင်းမှာတော့ဒါကျွန်တော်တို့အဆွန်ဘီလာရဲ့ထိုးဖောက်မှုတွေခံရတာဖြစ်တဲ့အတွက်ဒီရီးရဲနဲ့ပွဲမှာအဲ့လိုမျိုးအထနေတဲ့ပြဿနာတွေကြုံရမယ်ဆိုလို့ရှိရင်ဒါကျွန်တော်တို့ Vinicius Junior တို့ဒီ Mbappe တို့ကကျွန်တော်တို့ Liverpool အသင်းကိုကောင်းကောင်းဒုက္ခပေးသွားလိမ့်မယ်လို့တော့ကျွန်တော်ထင်တယ်ပေါ့လေကျွန်တော်တို့ Liverpool အသင်းအနေနဲ့ရီးရဲမထွက်ကိုအကောင်းဆုံးတုတ်ပြန်နိုင်လိမ့်မယ်လို့ထင်တယ်ကျွန်တော်တို့အိမ်ကွင်းမှာ ရေမထွက်ကိုမရှုံးနိုင်ဘူးလို့ထင်တရေနဲ့အနိုင်လို့ပဲကျွန်တော်တို့ထင်တယ်ဘာဖြစ်လို့လဲဆိုပြီးခဲ့တဲ့ရာသီတော့လည်းဒါရေနဲ့အရင်ဆုံးတွေ့ခဲ့တယ်တူးစီဆိုတဲ့ရာလနဲ့နိုင်တော့ပြီးတော့ဒါမန်စီးတီးနဲ့လည်းမသိတွေ့တာလည်းမသိမန်စီးတီးကိုလည်းကျွန်တော်နိုင်အခုလည်းဒီလိုမျိုးရေရဲ့ဟိုတာအနိုင်ကန်နိုင်မယ်ဆိုလို့ရှိရင်တော့မန်စီးတီးအိမ်ခွေးမှာတွက်ကန်ရသည်ဖြစ်စီရောဒီရနိုင်လိုက်တဲ့ဒီရေမထွက်ကိုနိုင်လိုက်ဒီနိုင်လိုက်ခဲ့လို့ရှင်ပေါ့လေဒါကျွန်တော်မန်စီးတီးကိုတွက်ကန်တဲ့နေရာမှာဆိုလို့ရှိရင်ကစားသမားအနေနဲ့ပို့ပြီးတော့ဟို ကျွန်တော်အပေါင်းလက္ခဏာကြီးဆောင်ပြီးတော့ပို့ပြီးတော့ဒီအာအင်အပြည့်နဲ့ရင်ဆိုင်နိုင်မှလဲကျွန်တော်တို့ဖြစ်တယ်ဗောလေဒါကြောင့်မို့လို့ဒီနေ့ပွဲစဉ်မှာကျွန်တော်တို့ရေးမထွက်ကိုမရှုံးနိုင်ဘူးလို့တော့ထင်တယ်ညီကိုအနေနဲ့ဘယ်လိုမျိုးရလက်ထွက်မယ်လို့ထင်လဲဗောလေအဲ့တော့ကိုမောင်မောင်ရောက်ဆွေးနွေးသွားလို့ရပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ